င်ဂျင်နီယာတော့ပေါ့နော်ကျွန်တော်စီတီတော့ကျွန်တော်ဒါစာအုပ်လေးတွေကျွန်တော်ဝယ်ရှင်းတာနဲ့ကျွန်တော်ဝယ်လာတယ်ပေါ့စာအုပ်လေးတော့အုပ်ဝယ်လာတယ်ပေါ့နော်အဲ့တော့စာအုပ်ဈေးတွေရတယ်ဗျာတော်တော်ကြီးကိုများတယ်အပေါ်2000ကျော်3000ကျော်ကြီးဖြစ်နေတယ်ဆိုတော့အဲကျွန်တော်ကတော့ဈေးချိုဆုံးတော့အောက်ဆုံးတန်းမှာရေးထားတဲ့စာအုပ်လေးတော့အုပ်ဝယ်လာတယ်ပေါ့တအုပ်မှာကျွန်တော်2500 3000ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ဒီအခြေအနေမျိုးမှာတော့ကျွန်တော်တို့နော်ဒီစာအုပ်တိတိလေးတွေဆိုတာလဲဒါလုံးဝနော် လုံးဝတန်ဖိုးရှိတဲ့စာအုပ်လေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့နောက်နေ့မှာကြာရင်တော့ကျွန်တော်ဒီစာအုပ်လေးတွေကနေပြီးတော့ပေါ့နော်ဒါအကောင့်နှုတ်ဆရာလေးတွေကျွန်တော်ပြန်ပြီးတော့ဒါပြောပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်6000ပဲကုန်ပါတယ်ပေါ့နော်စာအုပ်တအုပ်ကိုမှ6000ပဲကြာခဲ့နောက်တော့ကျွန်တော်ပြအောင်နော်ဒီစာအုပ်ဒီစာအုပ်လေးဆိုလဲကျွန်တော်အာဒါနော်နော်ဒီစာအုပ်တွေ့လာမယ်နော် အဲ့ဒီစာအုပ်လေးဆိုလဲကြောင်းဘလောက်မှမရှိဘူးကျွန်တော်3500လောက်ကိုပေးခဲ့ရအဲ့အဲ့လိုစာအုပ်လေးတွေပဲကျွန်တော်ဝယ်ယူဖတ်နေတယ်ပေါ့နော်ဘာလို့ဆိုတော့အခုခေတ်မှာဒါစာအုပ်တော့ဝယ်ရဆိုရင်တော်တော်ကြီးကိုမတန်းပေါ့နော်တကယ်အခု up to date ရပါတာပြန်စာအုပ်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဝယ်ပြီးဖတ်တယ်ဆိုလို့ရှိရင်ဟောပေါ့နော်ဟာအနည်းဆုံးကတော့2000လောက်ကနေစတယ်ပေါ့ပါတာပြန်စာအုပ်တွေပေါ့ဟိုမှာတချို့ဆိုရင်တော့1000ခွဲအဲတောင်းခွဲတောင်းကြော်လောက်ရှိရပါတော့အဲ့ဒါလေးစောက်စောက်လေးကထူးထူးပပလေးပဲဒါလောက်ပဲရှိရနော်ဘလောက်မှမရှိဘူး အဲ့တော့အဲ့လိုစာအုပ်လေးတွေကိုကျွန်တော်ဈေးမတန်မရှိပေးရတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့ဗျာမတန်ဘူးဒါပေမဲ့အဲဒီဒီဟောင်းတော့ဟောင်းတယ်ပေါ့နော်ကျွန်တော်အခုဝယ်လာတဲ့စာအုပ်လေးတွေဟောင်းတယ်ဒါပေမဲ့ lower တန်ဖိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်တကယ်လေးတန်ဖိုးရှိရပေါ့နော်အာတကယ်လေးတန်ဖိုးရှိရအဲ့တော့ဟိုဟောင်းတွေအကြီးကိုကျွန်တော်တော့တပ်ပစ်ထားလို့မရအောင်အစ်တစ်တွေကိုပဲလိုက်ဖက်နေလို့မရအောင်နော်အဟောင်းတွေကလည်းတန်ဖိုးရှိရစာအုပ်တွေဆိုရယ်အများကြီးရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစာအုပ်ဆိုရင်လည်း semi commute အဲနော် ဆယ်ပိုင်းခင်မျိုးရှိပေါ့နော်ဒေါခင်မျိုးရှိရဲ့ဒါ colorful မြန်မာဆိုတဲ့စာအုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစာအုပ်တွေကလုံးဝခြွေတွေပေါ့နော်တကယ်တန်ဖိုးရှိတဲ့စာအုပ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုပတ်စံဈေးကြီးတိုင်းကျွန်တော်တို့ကစာအုပ်ကိုတော်ပြီးအထင်မကြီးပါနဲ့ပေါ့နော်နော်တခါတည်းကျရင်ကျွန်တော်တို့ပွဲစည်းလဲနေမှာကျွန်တော်တို့ရောင်းတဲ့ဒီပေါ့နော်ဒီပြောမှာဆို outside စာအုပ်တွေပေါ့ဗျာ copy တွေပေါ့ copy တွေဒါဒါတွေလည်းကျွန်တော်တို့က မကောင်းမှုဆိုပေမဲ့လည်းဒါတွေကကျွန်တော်တို့မရှိတဲ့အချိန်မျိုးမှာเนาะကျွန်တော်ရွှေတားရမယ့်အချိန်မျိုးမှာဒါတွေကလည်းကျွန်တော်သုံးဆွေးရမှာပေါ့เนาะအဲ့တော့တကယ်ပတ်စံရှိတဲ့လူတွေကတော့ဒါပတ်စံအများကြီးပေးပြီးတော့ဒါဝယ်ကြပေါ့เนาะအော်ကိုကကိုအနေထားနဲ့ကိုရှင့်ချေပြီးတော့ဝယ်ဖို့လိုတယ်အဲ့တော့ကိုကစာအုပ်တွေ3000ကျော်4000ကျော်5000ကျော်3000ကျော်ပေးတဲ့ဒီစာအုပ်တွေကမှတတ်မှုရှိတာမဟုတ်ဘူးဆိုတာကိုညီပြောချင်တာအဲ့တော့စာအုပ်ဆိုတာကျွန်တော်တို့တကယ်ယူတတ်တဲ့ဆိုရင်ဒါလုံးဝတတ်မှုရှိရဲ့ ော်အဲ့တော့စာအုပ်ဆိုတာဒါငွေကြေးတန်ဖိုးနဲ့မတက်တာဘူးအဲ့ဒီအထဲမှာပါလာတဲ့စကလုံးလေးတွေကိုကျွန်တော်တို့ဘယ်လိုမျိုးအာဘယ်လိုမျိုးတက်ကျွန်တော်တို့အသုံးရမလဲပေါ့နော်ဘယ်လိုမျိုးပြန်လဲသုံးဆွဲမလဲဘယ်လိုအသုံးရမလဲဒါပဲကျွန်တော်တို့ဒါအကျိုးရှိမယ်ပေါ့နော်အဲ့တော့စာအုပ်ဈေးကြီးတိုင်းအထင်မကြီးပါနဲ့တကယ်စာအုပ်နော်စာအုပ်ဆိုတာကျွန်တော်တို့ဒီ တကယ်ဟိုးတော့ကကျွန်တော်တို့တကယ်ရှိတဲ့စာအုပ်တွေကတကယ်ရွှေစာအုပ်တွေပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒါနောက်နေ့မှာတော့ကျွန်တော်ဝေထားတဲ့စာအုပ်လေးတွေအဲဟာဒီပြန်ပြီးတော့ကျွန်တော် sharing တော့ပြန်လုပ်ပေးပါမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်း video တွေမြိုင်းဖြစ်တာလဲတော်တော်တပတ်ကြာကြာလောက်ရှိပြီပေါ့နော်ဒီဘက်မှာလည်းကျွန်တော်ဒီ online course တွေလည်းဒါလုပ်ပေးနေရလေးရှိတဲ့အတွက်ကျွန်တော်တို့ဒါဒီဘက်မှာကျွန်တော် video လေးမြိုင်နေအောင်ကျွန်တော်ဒီဘက်ကပြည့်စုံ new course ဆိုတဲ့ဟာလေးမှာတော့ကျွန်တော်တရက်တစ်ပုဒ်လောက်တော့တင်ဖြစ်တယ်ပေါ့နော်ဒီပြည့်စုံ ဒီအကောင့်မှာတော့ကျွန်တော်မတင်ဖြစ်ဘူးပေါ့နော်။ဆုံးဖြတ်ကြည့်ပြတဲ့အားလုံးကျေးဇူးတင်ပါတယ်။